ိန္ဒိယကြုံခဲ့ရတဲ့အဖြစ်အပျက်လေးကိုတစ်ချက်လောက်ပြန်ပြောပြပေးပါလားဘယ်လိုမျိုးဖြစ်ပျက်ခဲ့ရလဲကိုဟုတ်အိန္ဒိယကျွန်တော်အကိုကျွန်တော်တို့ကကျွန်တော်ဒီဇိုင်းမှာအလုပ်လုပ်တာမဟုတ်ဘူးဒီဇိုင်းမှာအလုပ်လုပ်တာကျွန်တော်ဦးလေးတဝင်းဝဲလေးကျွန်တော်ဦးလေးတဝင်းဝဲလက်ရောက်အလုပ်လုပ်နေတာကျွန်တော်တို့ကဘေးဆိုင်မှာလုပ်နေတယ်လေကျွန်တော်တို့လည်းအိန္ဒိယကတော့ကြုံခဲ့ရတာပဲအဲ့ဒီလိုအခြေပြမျိုးကျွန်တော်တို့လည်းအလန်တကြားနဲ့ပြေးလွှားပြီးတင်လာခဲ့တာဟုတ်ကဲ့အဲဒီဇိုင်းမှာသူတို့လှုပ်လှုပ်နေတယ်ဆိုတော့အသိလိုအဲကျွန်တော်တို့သူတို့ရှိကိုဆက်တွေ့ကြည့်ရမှာတော့ ဟိုအကိုတယောက်ကတော့သူကအောက်မှာကျန်ခဲ့လို့လွတ်သွားတယ်ပေါ့ဟိုညီဖြစ်တဲ့လူကတော့အမှန်ဓာတ်လေကားနဲ့အပေါ်အလုလုကောင်တက်သွားရင်လည်းသူတို့တစ်ဖွဲ့လုံးပေါ့အပေါ်ရောက်ရောက်ချင်းမှာပဲဒီတိုက်ကပြိုးသွားတာဟုတ်ကဲ့ခုချိန်ထိရောသူတို့ဒီထဲမှာပိတ်မိနေတော့မလားစကယ်ဆယ်လေးလုံးနေလားဘလို့အခြေအနေရှိတာလဲကိုဟုတ်အဲ့ဒါတော့ဟိုကျွန်တော်တို့အတိအကျမသိသေးဘူးခုချိန်ဒီလဲကျွန်တော်တို့လည်းပဲဒီမှာလာပြီးတော့စောင့်နေကြတာပဲကျွန်တော်မိသားစုတွေ ကားကြီးဆောင်နေကြတာပဲဒီချိန်ကြီးအတိကြတော့မတိရသေးဘူးသူတို့ဒီမှာလှုပ်လှုပ်လာသူတို့ကတစ်နှစ်လောက်ရှိပြီမုံယူနဲ့လာပြီးတော့သူတို့လှုပ်လှုပ်နေကြတာဒီအီတလီယန်ဟိုင်းဟုတ်ကဲ့ဟုတ်ကဲ့အိုးကိုလိုမျိုးမိသားစုဝင်တူအထက်မှာပြင်မိနေတဲ့အဆက်အသွယ်မရသေးတဲ့အတွက်ကောအကိုအနေနဲ့ဘလို့စိုးရင်ပူပန်နေရလဲအပြောပြပေးပါအောင်နော်ဟုတ်ကဲ့ဒါကတော့ကိုကကိုမိသားစုဝင်မှမဟုတ်ပါဘူးဒီထဲမှာပြင်မိနေတဲ့လူတွေအားလုံးတော့ကိုအကုန်လုံးကစိုးရင်နေကြတာပဲလေဟုတ်ကဲ့နောက်က ကျန်းနေတဲ့မိသားစုဝင်တွေဆိုရင်လည်းပို့ပြီးတော့ဒါမှရှိနေတဲ့မိသားစုဝင်တွေဆိုရင်လည်းပို့ပြီးတော့သူတို့မှပူပန်းနေရတယ်။ဒီလိုမြင်လဲမမြင်ရလာခြင်းလုံးလဲမရသေသလားရှင်သလားလဲမသိရအဲ့လိုမျိုးတွေဖြစ်နေတာပေါ့ကွာ။ဟုတ်ကဲ့ကျွန်တော်တို့အခုဖြစ်စဉ်ဖြစ်တဲ့နေရာမှာရောက်နေပါဘူး။မူလောဆယ်တော့သူတို့ဒီမှာစက်တင်နဲ့ရှာဖွေးနေတော့မယ်အခုချိန်ကြီး။ဒီမှာဒီမနေ့ဆိုရင်အလောင်းတွေလည်းတွေ့တယ်ပေါ့။ဒီလိုအလောင်းတွေဆိုရင်စဖြစ်စဉ်နေရနေဆုံးနေတာကြီး ဖြစ်ပုံများတယ်။ဘုံနဲ့ခေါ်တဲ့အခါမှာအနက်နေလဲဖန်နေ။အနက်ရှင်ရတွေ့တဲ့လူနာတွေလည်းရှိတယ်လို့ပြောတယ်။ဟုတ်ကဲ့ဒီချက်မှလည်းပဲသူတို့ကျွန်တော်တို့ကြားရတာတော့အနက်ရှင်နေသေးတဲ့လူတွေရှိနေသေးတယ်လို့ပြောတာ။သူတို့လည်းအားလုံးစိတ်မကောင်းတာလည်းပဲအကုန်လုံးစောင့်နေကြတာပေါ့ကွာ။အကုန်လုံးကြောက်နေကြတာပေါ့ခုလူတွေ အသက်ရှင်ရပြန်ထွက်လာဖို့အသက်ရှင်မှုရခိုင်တော့တော့နည်းပါတယ်ဒီလောက်အတော့ဟိုပြီးနေပြီဒါဆိုတော့လေဒါပေမဲ့အားလုံးကတော့ပြောင်းလဲနေကြတာပဲအကောင်းဆုံးဖြစ်ဖို့ကျွန်တော်တို့လူပါဆိုရင်ဥပဒေနဲ့အတိအကျမသိရသေးဘူးအဲဒီမှာပိတ်မိနေတဲ့အထက်မှာရှိနေကြလားဒါမှမဟုတ်ပြေုံရောက်တဲ့အထက်မှာရှိနေကြလားပြေဆုံးပြင်းထဲမှာရှိနေကြလားအတိအကျမသိရသေးဘူးဒီလိုအပြင်မျိုးကတော့ကျွန်တော်တို့တက်တက်မှာတော့တစ်ခါပဲကြုံမှုတာပေါ့ ကိုယ်တိုင်လည်းကြုံခဲ့ပြီဟိုကိုယ်တိုင်မကြုံရင်တော့ဒီဥစ္စာကြုံနိုင်ရအကြောင်းမရှိဘူးကိုယ်တိုင်ကြုံမှပဲကြုံရတဲ့အခြေအနေဖြစ်သွားတာပေါ့ဟိုဝင်းမလို့ဒီနုမနာလည်းဖြစ်ရတယ်လားဒီကဲမှာပါသွားတဲ့မြန်မာလူမျိုးတွေရောတခြားလူမျိုးတွေရောအားလုံးတို့လည်းစိတ်မကောင်းဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းဆိုင်းမှာလုံနေတာလုံတော့လုံရှင်နေပြီရှိတော့ဘူးဘလာကြီးကိုပြန်ရင်းစိတ်ပဲပေါ့လို့ အကောင်းဆုံးပဲမျောလင်းနေရတာပေါ့ကွာကျွန်တော်တို့ကတို့ပြောတယ်တွေ့ပါတယ်တူပါသူမျောလင်းချက်တော့နည်းတယ်ဒါပေမဲ့မျောလင်းနေရတာပဲ